အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မယံငယ်ကစိုက်ဖွဲ့မှုယောက်ျားစီကိုအရင်နီးလာတောင်းတာကို ကိုယ်တိုင်ကြုံခဲ့ရတဲ့အန်ဒီရဲ့ရေဖွင့်ခန်းစားချက်ပြူပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကန်ထွေးနိုးလေးချန်နယ်မှာ ပြန်လေးကျူစွာပါလေဗျာဆဲကြိုးပျောက်တဲ့နေရာတညာလုံးပြန်မလာဘူးမနေ့ပြန်လာတယ်ပြန်လာတဲ့ချိန်မှာတော့ကျမဘာမှမပြောတော့ဘူးမပြောလဲဆိုတော့လေပစ္စည်းတစ်ခါပျောက်ငရဲဆယ်ကရောက်ဆိုလဲအယမ်းမှန်တယ်ဟိုအိမ်မှာဒီလူလေး၃ယောက်ရှိတဲ့ဟာကိုဒေါ်တန်းကတော့မယူဘူးဆိုတော့ကိုကတိပေမဲ့ကျမအမျိုးသားကိုကျမပစ္စည်းဆွဲကြိုးယူလာဝအောင်လို့လေကျမကလေအဲ့လိုမျိုးလူကကိုကစိတ်ထဲမှာသူယူတယ်လို့ ဟိုကဖြစ်ဖို့ကလည်းနည်းနည်းတော့စဉ်းစားရတာပေါ့နော်ဒါပေမဲ့ကျမဒါယုံကြည်လဲဆိုတော့ဒီဆွဲချိုးလေးကပြန်ကိုတွေ့မှာတနေ့မို့တနေ့ပြန်ကိုတွေ့မှာလို့ယုံကြည်ပြီးတော့အဲ့နေကနောက်နေ့ပြန်လာတော့ကျမဘာမှမပြောမေးလည်းမမေးဘူးနေလိုက်တယ်ကိုလို့ဆရာရှာလို့လုတ်ပြီးတော့ပဲနေလိုက်တယ်နေပြီးတော့အဲ့ဒီအပတ်ကအဲစနေနေ့မနက်မှာထင်တယ်အဲဟို ကိုကြီးတော့မရှိဘူး။သူကရန်ကုန်တိုင်းလုံခြုံရေးတဲ့သွားရတဲ့အခါကျတော့တိုင်းမှုနဲ့ခဏပါသွားတော့စနေနေ့ကမရှိဘူး။မရှိတော့ဟိုအားလုံးမနဲ့အ7နိုင်လောက်မှာတက်ခိတ်က RP ကဖုန်းလာတယ်။အမရေးတဲ့ဆိုတော့ကျွန်မအေးဘာဘာဖြစ်လို့လဲပေါ့။ဟုတ်ကဲ့ပြောပါ။ဦးလေးပြောဆိုတော့ဟိုဟာဂိတ်မှာတဲ့ဟိုဟာဘိုးကြီးရဲ့တဲ့ညီမညီမဝန်ခွဲလေးရောက်နေတယ်ဆိုတော့ကျွန်မကစဉ်းစားရပြီဘာလို့ဆိုဟို ကျမအမျိုးသားရဲ့ညီမဝမ်းခွေတွေကလည်းတုံတုံတက်ကိုဆိုကျမနဲ့သာတူတူပါလာတာကျမမပါဘဲနဲ့သူတို့တကားမှလိုက်လေးလိုက်တာလည်းမရှိဘူးသူတို့အလုံးနဲ့လည်းသူတို့မအောင်ကြောင်းတက်နေရလည်းမအားကြဘူးဆိုတော့ဟာနဲ့ဘသူကပြောရလဲဆိုတော့အဲ့ဒီအမျိုးသမီးလေးကပြောတယ်တဲ့ဟိုဘိုးကြီးရဲ့ညီမဝမ်းခွေပေါ့နော်ဘိုးကြီးနဲ့တွေ့ချင်လို့လာတာပေါ့နော်အဲ့ဒါနဲ့ဟိုစာနေုံဦးလေးလို့အဲ့အဲ့ဒီကလေးမလေးတွေဟိုလို့ ကလေးမလေးပေါ့နော်သူအဖေနှစ်ယောက်လာတာလို့ပြောတော့ကလေးမလေးတွေကိုကျမအိမ်ပို့ပေးပါလို့ဘာမှတော့မပြောနေတော့လို့အရင်ကဆိုရင်ကျမကလေကျမမျိုးသားစီကိုဟိုတက်ကိစ္စပဲဖြစ်ဘသူပဲဖြစ်ဖုန်းဆက်လို့ရှင်ဟိုဧည့်သည်လာတာပဲပြပါပြီးဖြစ်ဖုန်းဆက်ရင်ကျမဘရောမလေးဟိုအိမ်ကိုခေါ်ပြီးတွေ့လာတယ်ပဲမရှိဘူးကျမနဲ့လည်းမဆိုင်လို့ပါဒါသူ့အလို့ကိစ္စဆိုရင်ကျမအိမ်မှာမရှိမရှိရအကြောင်းပြောလိုက်ပြီးဖုန်းချလိုက်တာပဲပေါ့နော်အဲ့ဒါနဲ့အာ RB ဦးလေးရရန်ရိုးတယ်အဲ့အဲ့ဒီတော့ကျမအိတ်တက်မှနေတော့ RB ဦးလေးရရိုးတယ်သူခေါ်လာရော ကျွန်မကလည်းအင်းအင်းတကားပေါက်ကနေကျွန်မမတည့်ရပြီးစအောင်နေအေးဟိုကျွန်မမျိုးသားညီမဝင်ဝင်ဆိုတဲ့နှစ်ယောက်ကိုပေါ့နော်စောင်းနေတဲ့ဝင်လာကြတော့လာရတော့သူတို့ကကျမကိုလည်းလှမ်းမြင်ရောနည်းနည်းမျက်နှာလေးကတမျိုးတော့ဖြစ်သွားတာပေါ့နော်ဟိုဟိုဟာဥလေးကလည်းဟိုအမရေးတဲ့ခေါ်ခဲ့ပြီနော်တဲ့ဆိုအဲ့နဲ့အဲ့နဲ့မျက်နှာလေးတော့ကွက်ကွက်ခနဲ့တမျိုးလေးဖြစ်သွားတော့အဲ့နဲ့ဆာညီမလေးလိုဝင်လေးလို့ကိုကသာညီမလေးခေါ်တာပါကျမနဲ့ကျမတဲ့ငယ်လာတနှစ်နှစ်နှစ်ပေါ့အဲ့လောက်ပဲအသက်ကလည်းနုံနှက်ဖက်ဖက်လေးတွေပါအဲ့နဲ့ ဟွာတဲ့ဟိုဟွာတဲ့ညီမတို့ဟွာတဲ့ဘူကြီးထုံးတန်တိုက်စီလာတာတဲ့အဲ့ဒါနင်တို့ကညီမဝုံခဲလို့ပြောတယ်လေဆိုတော့ဟိုမဟုတ်ဘူးတဲ့ဂိတ်ကအဲ့ပြရမီတော့ဘယ်သူလဲမီတော့ပြောတယ်ဘူကြီးကမှားလာတယ်ပေါ့နော်ဟိုအရေးကိစ္စဂျုံလို့ရှိရင်ဟိုပေါ့သူ့ဟိုဟွာပေါ့အာဆက်တယ်လို့ရတယ်ပေါ့ဆက်တယ်လို့မရလို့ရှိရင် तू ကဒီတက်မှာတာဝန်ထမ်းဆောင်နေတယ်ပေါ့လာလို့ရတယ်လို့ပြောတာလို့လာတာတဲ့အဲ့နဲ့ဝင်ထိုင်လေဆိုတော့အင်းနဲ့ဘူကြီးမရှိတော့ ြောင်းမယ်မပြောင်းနဲ့အောင်လို့ထိုင်မှာလို့ဘာကိစ္စရှိလို့လဲဘာကူညီတောင်းမှုရှိလို့လာတာလဲဆိုတာကိုအမကိုပြောသွားလိုက်လို့အမကသူ့အမျိုးသမီးပါဆိုတော့ဟိုအဖေပါလာတဲ့ကောင်မလေးကခေါင်းလေးကိုငုတ်ထားတဲ့ဟိုကျမအမျိုးသားရဲ့ညီမဝန်ကလို့ပြောရတဲ့ယောက်ကတော့မျက်နှာရတော့မကောင်းဘူးနော်အဲ့နဲ့ဟိုဟိုအဲ့ညီမတို့မသိလို့နော်တဲ့မဟုတ်ဘာမှဖြစ်ဘူးရတယ်လို့အဲ့တော့ညီတို့လာတဲ့လာရင်းကိစ္စကိုသာအမကိုပြောလို့ဆိုတော့ကောင်မလေးကလှိုင်းသားရမိခွက်ဈေးနားမှာနေတာပေါ့နော် အနှိတ်ခမ်းမှာလှုပ်တာကျမကလေငုတ်တော့လေးထိုင်ကြည့်ညာတိလားထိုင်ကြည့်ပြီးရဲ့မျက်လုံးအားသာကြည့်နေစိတ်ကဘာတွေးမိလဲဆိုကျမယောက်ျားတော်တော်လိုင်းစုံနေမဘာသားလို့တော့သူ့အမိပေးလို့ရရတိလားကျမစိတ်ထဲမှာအရင်ကဒီတန်နာကျော်ပဲသူကဟိုဟာဖြစ်တယ်ထင်တာလေဒီရီရောရီရယ်ဒီမိန်းမကိုပဲသူကဒီမိန်းမတယောက်ထဲနဲ့ပတ်သက်တယ်လို့ကိုကထင်ခဲ့တာဘယ်ဟုတ်မလဲအနှိတ်ခမ်းလေးပါလာပြီတက်ထီအောင်ရောက်လာတာအဲ့ဒါနဲ့နာမည်ဘယ်လိုခေါ်လဲလို့ပြီးတော့မင်းငယ်တဲ့อืม ။အဲ့ဒါဟုတ်ပြီဘာကူညီတောင်းမှုရှိလဲပြောလို့အမအမျိုးသားမရှိဘူးလို့လုံညုံရေးပါပါလို့ပြန်လာရင်မိငယ်ပြောတဲ့ဟာကိုအမပြောပြလိုက်မယ်ဆိုတော့မဟုတ်ပါဘူးတဲ့ဟိုဟာဘိုးကြီးကပြောသားတယ်ပေါ့နော်ညီအခက်ခဲရှိလို့ရှိရင်အချိန်မေးလာလို့ရတယ်ဆိုလို့ပြောတာဟုတ်ပြီညီအခက်ခဲကဘာလဲပြောဆိုတော့ तू ကအဲ့ဒီသူ့အမေအတွက်ဆိုင်ငန်းလေးဖွင့်မေးမလို့အဲ့ဒါဆိုင်ငန်းဖွင့်မေးဖို့ဆိုင်ငန်းစပေါ်ငွေဟိုဟာပေါ့နော်ဘိုးကြီးစီမှာအခုညီလာတောင်းတာပေါ့နော်ပတ်စံလာတောင်းတာကွာပြောရမယ်ဆိုရင်အဲ့ဒါဟုတ်ပါပြီလို့ဟိုဟိုဟာပေါ့ အဲ့ဆိုင်ငန်းဖွင့်ဖို့သဘောကဘယ်လောက်ပေးရမှာလဲဆိုတော့3သိန်းခွဲတဲ့အဲ့နဲ့ဟုတ်ပြီလို့ဘာဆိုင်ဖွင့်မှာလဲဆိုဈေးဆိုင်လေးဖွင့်မင်းမလို့တဲ့อืมအဲ့နဲ့ဟုတ်ပြီလို့ဟိုဟာညီမရေးလို့အမမျိုးသားပြန်လာလို့ရှင်မိငယ်လာသွားတဲ့အကြောင်းမိငယ်ဟိုဟိုအေးအခက်ခဲအကူအညီလိုလို့ရှင်တက်ကိုလိုက်လာဖို့မှလို့လိုက်လာတဲ့အကြောင်းပြီးတော့မိငယ်ကနေပြီးတော့ဒီဘိုးကြီးစီကနေပြီးတော့သူ့အမေဆိုင်ငန်းဖွင့်ဖို့ဆိုင်ငန်းစပုံငွေပေါ့อืม အဲ့ဒါသုံးသိန်းခွဲလာလာပြီးတော့အကူအညီတောင်းတဲ့အကြောင်းအမပြပြလိုက်မယ်နော်လို့အဲ့ဒီဟိုဒီ RDP ဥလေးလာပို့ကြရကျမဥလေးရို့ဥလေးခဏဆောက်ပြီးနော်ပြီးရင်ကလေးမလေးတွေပြန်ခေါ်သွားလိုက်ပြန်ခေါ်သွားပြီးတက်အပြင်တက်ဂိတ်ကနေအပြင်ထိရအောင်တို့အဲ့ဒီနားမှာရှိတယ်နည်းနည်းလေးလမ်းလျှောက်လို့ရှိရင်ဘတ်စကာမှတ်တိုင်ရွယ်လည်းရှိတယ်အဲ့တော့တက်အပြင်နဲ့တော့ရအောင်တော့ပြန်ပို့ပေးလိုက်ဘာဖြစ်လဲဆိုတော့ဟိုတို့ကဒီတက်ကိုလိုက်လာတဲ့အခါမှာ သူ့နဲ့မိသားစုဝင်တွေကိုကျမတို့တမီးတို့ဘယ်သွားတယ်ဘာလဲပြောရင်လည်းပြောခဲ့မပြောရင်လည်းမပြောခဲ့ဘူးပြောခဲ့သည်ရှိတော့အကဲရွေးများသူတို့ကဒီတက်ကိုလိုက်လာတယ်ပြောပြီးမှသူတို့တနေ့အိမ်ကိုမပြောင်းမဲ့တနေ့ရအောင်သွားခဲ့လို့ရှိလို့ရှိရင်ပျောက်သွားလို့ရှိရင်ကျမမျိုးသားအမှုပတ်မှာနော်သူတို့ကကျမမျိုးသားနံပါတ်ဘိုင်နှင်းတက်ပြီးတော့တက်ဂိတ်ကမှာညီမဝန်ခွဲဆိုပြီးလာတဲ့အဖွဲလေးလေအဲ့တော့ဦးလေးဟိုကလေးမလေးနှစ်ယောက်လုံးကိုဦးလေးတက်ဂိတ်အထိပို့ပြီးရင်တက်သူတို့ဘတ်စကားမှတ်တိုင်သွားသလားဘယ်လိုပြန်လဲဆိုတာစဦးလေးစောက်ကြည့်ပေးပါနော်လို့ ကျမတေချာအာရဘီဥလိနဲ့အပ်ပြီးတော့ပြန်ခိုင်းရတယ်အဲ့တော့ကျမထင်ခဲ့တဲ့ဟာကျမအမျိုးသားဒီတဏ္ဍာကျော်နဲ့ပဲစီဝိုင်းပါတနာပေါ့လေဂရင်းမောမှာတက်ပြီးစီဝိုင်းပါတနာ လုတ်ခဲ့ကြရလို့ထင်တာဘဲဟုတ်လေအခုအနှိတ်ခံလဲပါလာပြီဆိုတော့ကျမတို့နည်းနည်းစွေစွာဖြစ်တယ်တည်လားอืมအဲ့ဒါနဲ့အဲညကြတော့ညနေကြတော့ပြန်လာရော ပြန်လာတော့ ကျမကလည်းလေတခါကြရင်စောက်ချင်မကောင်းဘူးအဲ့လိုပေါ့ကျမအမျိုးသားကျမကိုမသိစေချင်တဲ့ဟာတွေကိုကျမနည်းနည်းလေးသိရင်ကျမနည်းနည်းလေးဟိုဟာဖြစ်ချင်တာပေါ့နော်ဘယ်လိုပြောမလဲဘယ်လိုပြောပြန်ကိုဆရာလုပ်ချင်တဲ့ပုံစံပေါ့နော် ကျမနည်းနည်းဆရာလုပ်တာဝါသနာပါတယ်ကွာအဲ့ဒါနဲ့ကျမကတခါလေးပြန်လဲပြန်လာကျမဧကန်နေရာစက်တီမှာဟမ်ပပါထိုင်ပြီးတော့အာကျမကောက်ကောက်မဝင်ပြောပါတယ်ကိုကြီးရေလို့ဆိုတာအေးပြောတယ်ဟိုဟာလို့ လက်ကိတ်မှာလို့ဟိုဟာမိငယ်ဆိုတဲ့မျိုးသမီးလေးလာသွားတယ်လို့ဆိုတော့သူကဘယ်ကမိငယ်လဲတဲ့ဘယ်ကမိငယ်လဲတော့ကျုပ်လည်းဘယ်သိမလို့လို့ရှင်ကနေပြီးတော့မဆက်မှာလုတ်တယ်လို့သူကပြောသွားတယ်ရှင်ကအဲ့ဒီမဆက်သွားပြီးတော့ ကောင်မလေးနဲ့ခင်မင်နေတဲ့အခါမှာခင်မင်တာဖြစ်မှာပေါ့လေတခုခုပေါ့လို့အဲ့ဒီမှာရှင်ကသူ့ကလေးဒီမိငယ်ဆိုတဲ့အမျိုးသမီးကိုအခက်ခဲရှင်လာပြီးတော့အကူညီတောင်းအကုန်ကူညီပေးမယ်လို့ရှင်ပြောခဲ့တယ်လေရှင်တက်နာမည်ကိုကစပြောခဲ့လို့ဒီအမျိုးသမီးတွေကတတ်ထိတ်ထိလိုက်လာလိုက်လာတာပေါ့လို့ RP ကနေဖုန်းဆက်တဲ့ချိန်မှာလို့ညီမဝန်ကလို့ပြောတော့လို့ကိုကြီးညီမတွေအကုန်လုံးကျုပ်အကုန်လုံးတိပြီးသားလေညီမဝန်ခွဲတွေကျုပ်အကုန်တိပြီးသားဘလို့မှမဖြစ်နိုင်ဘူးဆိုတာတိလို့အိမ်ကိုခေါ်လိုက်တာလို့ညီကဘလို့ခေါ်ရတာလေတဲ့ဟဲ့ ညီမဝင်းဝဲနာမည်တက်ပြီးတော့တက်ဂိတ်ထိရောက်လာတဲ့အမျိုးသမီးကဘာလို့လဲဆိုတာငါသိကျင်တာပေါ့လို့သိကျင်လို့ငါခေါ်တယ်လေလို့အဲ့တော့အဲ့ဒါသူ့အမေဆိုင်ငန်းဖွင့်မှုသဘောချဖို့ပတ်စံ၃သိန်းခွဲအကူညီလာတောင်းလာလို့ပြောတယ်လို့နေကူညီပေးမယ်လို့ပြောတာလို့လို့ညနာလေးကိုမော့ပြီးပြောခဲ့တာနော်အဲ့ဒီနောက်ပိုင်းကစပြီးတော့အဲကျမတို့နှစ်ယောက်ကတဖြည်းဖြည်းနဲ့ပိုဝေးလာကြတယ် တမူအောက်ထဲနေတယ်တအိမ်ထဲနေတယ်ဒါပေမဲ့နှလုံးသားကြီးကတော်တော်ဝေးဝါးကြတယ်ကျမကလည်းအရင်ဆိုရင်ဟောပေါ့သူပြင်မဲဆိုတဲ့ကာလကိုစောက်ကြည့်တာပဲပေါ့နော်လူတွေကလေမကောင်းတာကိုထက်ခါထက်ခါလုံးမိရင်အကျင့်ကြီးဖြစ်သွားတယ်တည်လားဟိုဗီဇရယ်လို့တော့ကျမမပြောဘူးကျမလေဆရာတော်အရှင်စေကိနတရားကို နာဘူးတဲ့ခါမှာဒီလူကဗီဇမကောင်းတာဒီလူကဘလို့ဖြစ်တာအမြင်နဲ့အဲ့လိုစကားမျိုးသတိမကောင်းတာတွေရောစုံနေရပါမလို့ပြောကြတယ်တကယ်တမ်းကျတော့လူတိုင်းလူတိုင်းကမကောင်းတာကိုပဲပိုလှုပ်ချင်တာမကောင်းတာကိုမလှုပ်ပဲလှုပ်ချင်စိတ်ပေါ်လာရင်တော့မလှုပ်ပဲထိန်းနိုင်တဲ့သူကမှသာရှားတာပေါ့နော်အဲ့တော့ကျမမျိုးသားကသူကငကိုတွေကဘယ်လိုပြောမိဘကလည်းပြပြစုံစုံကောင်းကောင်းမွေးလာတဲ့အခါမှာအမြင်နဲ့ပေါ့နော်ဟိုကျမရောက်ခမကြီးကလည်းသူ့သားအကြီးဆုံး ော်တော်လေးချစ်ပါတယ်ချစ်တဲ့အခါမှာဟိုသူ့သားကြီးနဲ့ပတ်သက်တဲ့ကိစ္စဝရက်တွေတော်တော်များအောင်အရင်ကတည်းကဖြေရှင်းပေးခဲ့တယ်အဲ့လိုမျိုးတွေရှိခဲ့မှာပေါ့နော်အဲ့တော့တကယ်တမ်းကြီးလာတဲ့အခါကျတော့သူဘလောက်ပြောပြောနားမထောင်တော့ပြီးတော့ကျမအမျိုးယောက်ျားတွေမှာပေါ့နော်အပျော်ပါရမ်းကြိုက်အပေါင်းသင်းအယမ်းမင်းဟိုပြီးတော့အုံနောက်မတုံးတက်တဲ့လူတွေအကုန်လုံးအိမ်အောင်မပြူတာတော့အကောင်းဆုံးပဲ အိမ်တော်ပြုတ်ရင်လည်းဘယ်အိမ်တော်ရေးမှအဆင်မပြေဘူး။တရားမင်းစင်းတိုင်းအောင်မပြေပါဘူး။အဲ့တော့ကျမတို့နှစ်ယောက်ရဲ့အိမ်တော်ရေးအခြေအနေကဘယ်လိုဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့အေးဆက်တင်းမာလာတယ်ပေါ့နော်။ကျမသူ့ကိုဟိုအချိန်ပေးတယ်။အချိန်ပေးလဲဒုတ်ရင်ကဒုတ်ရင်ပဲ။ဘာမှထူးခြားခြားအဲသူပြောင်းလဲသွားတာလေကျမမမြင်ဘူးပေါ့နော်ဟိုအနေဟန်ဆောင်မိသူနေလဲသူတလားတော့မကြပါဘူးအဲ့လောက်ပဲအဲ့တော့ဒီဟိုနောက်တယောက်ဟိုအနေ မဆက်ကမျိုးသမီးရောက်လာပြီဆိုတော့ကျမပြောတဲ့အခါမှာအာအဲ့မှာတောင်းချက်မြန်ရောကွယ်အဲ့တော့ကျမအဲ့နေကဘာပြောလိုက်လဲဆိုတော့ငါလို့ကိုကြီးလို့ငါနင်းနေမပေါင်းနိုင်တော့ဘူးလို့ငါ့ကို꽈ရှင်းပြီးတော့လို့မဘာပြောလဲဆိုတော့နေ့ဟိုတဲ့သူပြောခဲ့တာကျမကို꽈ရှင်းဖို့ ယူထားတာမဟုတ်ဘူးတဲ့။နင်းကိုငါလက်ထထားတာတက်တက်လုံးမကွာရှင်ပေးနိုင်ဘူးတဲ့။ပြီးတော့နင်းကငါ့ကိုတဲ့ဟိုလူနဲ့ဆွဆွဲဒီလူနဲ့ဆွဆွဲဒီလူနဲ့တမုတ်တဲ့။ငါမဟုတ်ပါဘူး။ဒါကငါကဲတင်ကူညီပေးနေတာလမ်းမရောက်နေတဲ့လူကိုငါကကူညီပေးနေတာဘဝပြတ်သွားမှဆိုးလို့လို့ဒါလောက်ပြောနေတာတော့မနေမမယုံမဲ့လိုက်ဆွဆွဲတယ်ပေါ့နော်။တညအားလုံးဒီမျိုးသမီးရဲ့အခန်းမှာတညအားလုံးနှစ်ယောက်တည်းအတူတူနေတာဘာမှမဟုတ်ဘူးဆိုတဲ့စကားကိုဘယ်သူကယုံမှာတော့ အဲ့ကျမပြောလိုက်တယ်ဟုတ်ပြီငါဆွတ်ဆွဲတယ်ပဲထားလိုက်တော့ဒါပေမဲ့ငါတော့နင်းနဲ့မပေါ့ညင်တော့ငါ့ကို꽈ပြီးတော့အဲ့လို꽈ပြီးတော့လို့ပြောတဲ့ချိန်မှာညင်းပြင်းပြင်းထန်ထန်ညင်းဆန်ပြီးကျမကိုပြောတာပြောတာပြောတာရားစရာမရှိဘူးငါပြီးတော့ကျမကဘာမှတ်ထားလဲဆိုတော့အော်ဗောကျမကကို့ဘဝအတွက်အရေးကြီးတဲ့အရာဆိုရင်အမြဲတမ်းမှတ်မိတယ် တကယ်တမ်းကိုယ့်ကိုထိခိုက်စေမဲ့ဟာကိုယ့်ကိုတောကဖြစ်စေမဲ့ဟာကိုယ့်ပူလောင်စေမဲ့စကားလုံးမျိုးတွေကိုဒေါသထွက်ရမဲ့အကြောင်းအရာတွေဆိုလို့ရှိရင်ကျမကကိုယ်မဟုတ်ရင်ကျမမမှတ်ဘူးသူများပေးတဲ့အပူလေကျွန်မမယူဘူးတုံတုံအဲ့ဒါငငယ်တွေကကျွန်မချင်းတည်တာကျွန်မနာရီပိုင်းနေချင်းနေသူများကိုလည်းဟိုကြီးမတိုက်ဘူးဟိုချီးချောက်ရင်းနှီးလို့ကျွန်မဝါသနာမပါဘူးဒါပေမဲ့ကျွန်မတွေ့ရတဲ့လူကကျတော့ချီးချောက်ရင်းနှီးလဲချီးတာမှပြဲသွားလိမ့်မယ်เนาะချီးတာပြဲသွားမယ်သူကဘာမှမပြောင်းလဲဘူးဘာပြောလဲဆိုတော့ငါ့ကိုတဲ့ တက်တေအထောက်ထားမခိုင်လုံပဲနဲ့နေမဆွဆွဲနေတဲ့ဟုတ်ပြီလေတဲ့နေရငါ့ကိုကွဲချင်ပါပြီတဲ့အဲ့တော့နေကဘလို့ကွဲမှလဲပေါ့သူကျမကိုမေးခွန်းနေထုတ်တာနော်အဲ့မတော့ तू အဲ့ဒါ तू ကပဲကျမကိုတင်သွားပြီးတာတိလာဘာသက်တေးမှမရှိပဲနေတဲ့ဟိုဟိုအဲနေကသွားပြီးတော့ကွာကွဲချင်ပါလေလို့ပြောတော့ဘယ်သူကကွဲပေးမှလဲတဲ့အဲ့တော့နေငါ့ကိုတဲ့ဆွဆွဲချင်တဲ့တက်တေးအထောက်ထားခိုင်ခိုင်လုံလုံယူခဲ့ပေါ့နော်အိုးအဲ့နဲ့ပြောလိုက်တယ် ကိုကြီးရဲ့လို့နင်းလို့တန်နာကျော်အိမ်ဟာလို့သူ့အိတ်ခန်းထဲမှာနင်းတို့ဘယ်ချိန်ညရှိမှမသိဘူးဒါပေမဲ့မိုးလေးထောက်နိုင်ရင်ခွဲမှာတွေ့ရတဲ့ချိန်မှာနင်းသူနင်းဝတ်ထားတဲ့တီရှပ်နဲ့ပစိုးဟာကျမတို့စီမှာကျမအိမ်မှာရှိတဲ့အဝတ်စားမဟုတ်ဘူးအဲ့တော့ဒီအမျိုးသမီးစီမှာဒီအဝတ်စားရှိရဲ့ဆိုတာသူဒီမျိုးသမီးနဲ့ဘလို့နေလို့လဲစီးပွားရေးပါတနာဆိုရင်ဒီလိုညကြီးတကောင်မိုးလင်းပေါက်အထိကိုဒီအခန်းထဲမှာဟိုညအိတ်ဝတ်စုံကြီးနဲ့ နေစာကြောင်းလည်းမရှိပြီးတော့ကျမအဲ့အိမ်ရောက်သွားတဲ့ချိန်မှာလှမ်းမြင်လိုက်ရတဲ့ဂရင်ချင်းမှာကျမအမျိုးသားရဲ့ဘောင်းမီခောက်ထားလဲတွေ့ပြီးသားဓာတ်ပုံရိုက်ခဲ့ရမှာတိလားအဲ့တော့ခတ်တာကလည်းကျမအဲ့တော့ကျမစီမှာဖုန်းမရှိဘူးဗျဖုန်းမရှိတော့ကျမဘယ်လိုရိုက်မလဲနော်အဲ့တော့တတ်တယ်မရှိဘဲနဲ့မဆွဆွဲနေလို့သူပြောလိုက်တာကျမအဲ့စကားတခွန်းကိုလေထက်ခါထက်ခါ remind လောက်တာနော်ဟုတ်ပြီရတယ်ငါမဆွဆွဲဘူး နောက်မဆုတ်ဆွဲဘူးငါတက်တေမခိုင်လို့မဆုတ်ဆွဲဘူးပြောပြီးကျမတို့ရန်ပွဲပြီးွားတယ်ပေါ့နော်မပြီးလို့လည်းမရဘူးကျမကလေအဲ့ဒီမှာကျမသားကြီးလေးဟောလို့ရှိပြီ၃နှစ်၃နှစ်နှီးပါပေါ့နော်ကျမကဟိုသားသမီးတွေရဲ့အရှိမ၃နှစ်ကတော့အရင်ဟိုဟိုဟိုအရင်ရန်ဖြစ်တာဘာညာဘာညာအဲ့လောက်ကြီးအရင်ကြီးတိတဲ့ဟာတော့မဟုတ်သေးပါဘူး၂နှစ်ကျော်၃နှစ်ရွယ်ရလေး ဒါပေမဲ့ကျမရံမဖြစ်ချင်ဘူးတလားကျမသားသမီးရှိမှကျမအဲ့လိုကျမကိုပြောဆိုနေတာတွေဟိုတည့်ရမလက်ညှိုးငေါငေါထိုးပြီးတော့သူ့ကိုမတရားဆွဆွဲတာတွေ तू ကပဲအယမ်းမှန်ပြီးသူ့တော်ကောင်းကြီးဖြစ်ပြီးတော့ကျမကပဲဟိုယောက်ျားတစ်ယောက်ကိုပြဿနာမရှိပြဿနာရှာပြီးတော့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အပြုတ်မှုတွေကိုကျမမုန်းနေပြားတလားအဲ့ဒါနဲ့ကျမအဲ့ဒီနေ့ပြီးရတယ်ကျမလေးဟိုပါ ကျမအဲ့ဂုံတော်ကိုးပါးကိုပတိစိတ်နေတာဒုတိယအကြော်ရောက်နေပြီပြီးတော့ကျမအဲ့ဒီဒီတက်သေးမခိုင်လုံမဲနဲ့မဆွဆွဲနဲ့ဆိုတဲ့စကားမှာဗာပြောချင်တယ်ဆိုတော့အမျိုးအဲ့ဒီအမျိုးသမီးအိမ်မှာတွေ့ပြီးတော့နောက်ပိုင်းတက်ပြန်လာတဲ့ခိုင်ကျမကလိုက်ရှာတယ်တိလားကျမက "तू อ่ะသူ့ရဲ့ uniform နေ uniform နေမိဖို့ထိုးပေးတာသူ့ရဲ့ဗတ်စမင်းရဲညွန့်ဆိုတဲ့ရဲဘော်လေးကထိုးပေးတာ" ရင်းညူကကြာတော့ကျမတို့အခုလိုက်တာတက်ကအိမ်မှာအိတ်ခမ်းသုံးခမ်းပါတယ်ထိတ်ဆုံးကကျမတို့မိသားစုပေါ့နော်ကျမကဂရင်ကြီးပဲနှလုံးဆက်ထားတာကလေးလေးတွေနဲ့ကျမနဲ့အိတ်တာသူကဒီဘက်ကတက်တက်တီးတန်းတကယ်ရင်မှာပဲအိတ်တာကျမနဲ့လည်းမအိတ်ဘူးပေါ့နော်မအိတ်တာလည်းဘာမှပြဿနာမရှိပါဘူးအေးလည်းမကြည့်ဘူးအိမ်မှာပြီးတော့သူအိမ်နေဝတ်စားဆိုရင်တော့ကျမတို့လျှော်ပေးရတယ်မိဘတို့ပဲဒါပေမဲ့ယူနီဖောင်းကြတော့ရင်းညူကလုတ်ပေးတာအကုန်လုံးအဲ့တော့သူနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စည်းတွေကျမလိုက်ကြည့်ဘူးတယ်ဟိုဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ဘာတွေထပ် တန်းလုံစားတွေပေါ့နော်ဘာရှိမလဲဆိုတော့ကျွန်တော်တခါမတွေ့ခဲ့ဘူးတည်လားအဲ့ဒါနော်အဲ့ဒီအမျိုးသမီးအိမ်မှာအိမ်ကပြန်လာပြီးနောက်ပိုင်းညကျွန်မလိုက်ရှာတာပေါ့နော်မိဘထွေးလိုက်ချင်အဲ့ရဲညွန့်ဆိုလဲရဲညွန့်ခန်းတဲ့ဒီရဲညွန့်သူဘာလိုက်သွားပြီးဆိုကျွန်မရဲညွန့်ခန်းတဲ့ဝင်းဝင်းမိရဲညွန့်ဟိုဟာကျွန်မအမျိုးသားအတွက်မိဘထိုးပေးထားတဲ့ယူနီဖောင်းလေးချိတ်ထားတာတွေရောပြီးတော့သူကျွန်မအမျိုးသားမှာယူနီဖောင်းထဲတက်တာတစ်လုံးရှိရဲ့အဲ့တက်တာလေးကကျွန်မလိုက်ဖွင့်ကြည့်တယ်တခါမတွေ့ဘူးအဲ့ဒီဂုံတော်ကိုပါပရိစိတ်ပြီးတော့အဲ့ဒီဝိဇာစာနာတမ္မန်တော်ဆိုတဲ့အခေါက် ရောက်တဲ့အချိန်မှာဒုတိယအချိန်မှာရောက်တဲ့အချိန်မှာအဲ့ညာကျွန်မနေခင်ပိုင်းနှစ်ချက်နှစ်နိုင်လောက်ရှိတယ်ကျွန်မခနဲ့သွားပြီးတော့ကျွန်မရဲညွတ်ကျွန်မအမျိုးသားကိုမိဖို့ထိုးပြီးသား uniform ကြီးအစီထည့်လာပြီးတန်တက်တာလို့ကျွန်မဖွင့်လိုက်တယ်ဖွင့်ပြီးကျွန်မဘာပြောဖြားလေးခင်းလိုက်တယ်အရင်တော့ကျွန်မဒီလိုပဲလှန့်ဒီလိုပေါ့နော်လက်လေးနဲ့အထက်ထက်လေးတို့လှန့်ကြည့်တာဆိုတော့မမြင်ရအောင်အဲဟိုဒီတော့ဒီတက်တာဖုံးကဒီဟာကိုနှိုက်ကြည့်ရလဲဘာမှမရှိဘူးကျွန်မအဝတ်ချက် uniform တွေတထည်ချင်းစီဖြားဖို့တင်ပြီးတော့ ဲ့ဒီအောက်ဆုံးထဲမှာကျမလက်လေးဖိလိုက်တဲ့ခါမှာအောက်ကတော့သတင်းစာခင်းလာတာသတင်းစာအောက်မှာဖောင်းဖောင်းလေးတွေ့ရောအဲ့ဒါနဲ့အဲ့ဒီသတင်းစာကိုလှန်လိုက်တဲ့အခါမှာတန်နာကြုံနဲ့ရိုက်ထားတဲ့ဖတ်ထားတဲ့ပုံနန်းထားတဲ့ပုံကြီး